စီနီကလက်ရှိဘာပဲပြောပြောဟိုအစစရရာအတိနဲ့တတိကပ်ပြီးတော့နေရတဲ့ယောဂဘေးရီထူပြောတဲ့ဘေးအနေတွေများတယ်ဆိုတော့ဒီတစ်ချင်းလေးကအကုန်လုံးအတွက်ဆူတောင်းပေးတဲ့တစ်ချင်းလေးဖြစ်တဲ့ကြောင့်ဘယ်ညာမှာဖြစ်ဒီတစ်ချင်းလေးကိုကျွန်တော်အများနဲ့ဆိုရပေါ့နော်ယေရနာရေငါယေရနာယေရနာစကူရှာနိုင်စေသူ့ရဲ့အတန်လေးနဲ့လည်းလိုက်တာလေနောက်သူအဲ့ဒီတစ်ချင်းလေးသူထွက်တော့ကလည်းအားလုံးတော်တော်များများဒီတစ်ချင်းလေးကိုနှိမ့်ချကြရတယ်ပေါ့နော် င်လာတဲ့လူဘဝစိတ်ချမ်းသာအောင်နေဆိုတာကောင်းကံရစီကံကောင်းစီဆိုတာတချင်းလေးကဟိုဓမ္မတီအပုတ်တရား YouTube ပေါ်တင်မှုရည်ရထားတာကြားပါပြီတချင်းတွေရေးရင်းနဲ့ဆုထားတာအပုတ်80ကျော်80နီးပါးဖြစ်နေပေါ့နော်အဲ့ထဲကမှအာညီလေးမနောကနေပြီးတော့ဒီတချင်းလေးဆိုကျင်တယ်ဆိုပြီးတော့သူကပြောတဲ့အတွက်ကြောင့်မို့ကျွန်တော်ကအဲ့တချင်းလေးသူ့ကိုပေးလိုက်ပါတယ်သူစူပစ်သွားတော့အားလုံးတော်တော်များများ ဟိုဒီသချင်းလေးကိုနှစ်ချိုက်ကြတယ်ပေါ့နော်။သူ့ရဲ့အတန်လေးနဲ့လည်းလိုက်တာလေ။နောက်သူအဲ့ဒီသချင်းလေးသူထွက်တော့ကလည်းအဲ့တင်ဆက်ထားတဲ့ presentation လေးကောင်းတယ်။သူကျော်သူရိုက်ထားတာဒါရိုက်တာသူသူကျော်သူရိုက်ထားစမနောယရနာထောက်ရစီကနိုင်ပါစီသူထွက်တာပဲအဲဆယ်နှစ်လောက်ရှိပြီတင်တယ်အဲ့ဒီချင်းအခုချိန်ဒီအဲ YouTube တို့ဟာတော့လည်းသူဟိုငွေဝင်နေတယ်ထင်ပါတယ်ကျွန်တော်လာတိုင်းရေးကပို့တော့မှလာတိုင်းတသိမ်းနှစ်သိမ်းအများနဲ့ပို့တယ် ဆိုတော့ music လေးကလည်းအရင်ရွှွှွှွထွထွမဟုတ်ဘဲနဲ့အေးအေးချမ်းချမ်းလေးနဲ့အဲသူဆိုတဲ့အတန်လေးနဲ့အဲတော်တော် live ပဲတယ်ပေါ့နော်အကျွန်တော်ဆိုတဲ့ခါကျတော့ကျွန်တော်ကမြန်မာမှုလေးပြောင်းပြီးတော့ဆိုတဲ့ခါကျတော့တခါတစ်မျိုးလူတွေကခံစားလို့ရတယ်ပေါ့ကျွန်တော်ကတော့ဟိုလေးလေးလေးနဲ့စာသားတလုံးချင်းကိုနားလဲဝင်အောင်လို့အဲအဲ့ပုံစံမျိုးနဲ့ဆိုတာဆိုတော့ဆိုတော့အကုန်လုံးကတော့ဘယ်မှာဆိုဆိုသဘောကျကြပါလား တော်တော်ကိုယ်တိုင်လည်းဒီစီလို့နှစ်နှစ်ချက်ချက်နဲ့မဲမဲမမောနဲ့ဟိုဘလူပွဲမျိုးပဲဖြစ်ဖြစ်ဘားတွေဘာတွေမှာကျင်းပတဲ့ပွဲမျိုးကလွဲလို့ပေါ့နော်ဟိုအဲ့ဒါကြတော့မလိုက်ပါဘူးလို့အကြံနဲ့ပွဲဘယ်ပွဲဖြစ်ဖြစ်ဖြော်ပြီးပွဲဒီမှာလည်းကျွန်တော်ဒီစီလို့နောက်ဆုံးတိန်းလို့ရှိရင်ဒီစီလင်းလည်းတိန်းတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်ကတချင်းတွေဘယ်တချင်းတွေပဲဆိုဆိုနောက်ဆုံးတိန်းလို့ရှိရင်ကျွန်တော်အရင်ကမှအတိဆုံးမှဆိုတဲ့တချင်းတွေတိန်းတာအခုနောက်ပိုင်းကျတော့ဒီတချင်းလေးကလက်ရှိဘာပဲပြောပြော ိုအဆက်စားရဲ့အာအတိနဲ့သတိကပ်ပြီးတော့နေရာတွေယောဂဘေးရာတွေထူပြောတဲ့ဘေးအနေတွေများတယ်ဆိုတော့ဒီသချင်းလေးကအကုန်လုံးအတွက်ဆူတောင်းပြီးတဲ့သချင်းလေးဖြစ်တယ်ကြောက်မှုဘယ်ညာမှာဖြစ်ဒီသချင်းလေးကိုကျွန်တော်အမြဲတမ်းဆူရယ်ပေါ့နော်အဲ့ဒီပေါ်အခုနောက်တစ်ပုတ်ပြီးသားတဲ့ခါကသူအခုလည်းဒီအတန်တော့မကြသေးဘူး အော်တခုခုကြောင့်စိုးရင်လို့ပဲမစိုးဖြစ်တာလားဘာလို့ပဲသူအဲ့မှာအခုဖြူဖြူထွေးရလဲအဲ့ဒီစင်းကြားပြီးတော့အဲ့ဒီစင်းလေးသူစိုးပြရစီဆိုတော့တခါယူသွားပြန်အောင်ကျွန်တော်ရေးထားတယ်ပြောကျင်တာပြောဆိုတဲ့စင်းလေးပေါ့နော်အဲ့ဒါအခုမတော်ဆိုဆိုတော့သူကယူထားပြီးသားဖြူထွေးရလဲသူစိုးကျင်တယ်ဆိုတော့ request ဆိုလောက်ထားတော့ဘသူဘသူဆိုပြီးတော့ထွက်လာပြန်လဲတော့မသိအဲ့လိုပေါ့ဟိုအမှုပညာဖန်တီးမှုကတော့ကျွန်တော်အတတ်နိုင်ဆုံးဟိုကိုကိုရေးတဲ့စင်းလေးတွေပြည့်စက်ကြက်အောင် ဟောပေါ့အမှတ်တိုင်လေးတွေကြံရခအောင်တော့ကြိုးစားပြီးတော့လုပ်နေတယ်ဒီကြားထဲမှာဒီဘာသာရေးကိစ္စကြတာတော့ကုသိုလ်ကုသိုလ်လေရဝမ်းလဲဝါပေါ့နော်ဘာသာရေးကိစ္စတွေအခကြေးကွင်းနဲ့တချင်းနဲ့မရေးဘူးဟာတီးရဲ့အတန်သွင်းတဲ့ကုညာစိတ်လေးပဲအာပြီးတော့မှဆရာတော်တွေကသဘောရည်ရသဘောကျဆိုရင်စုလိုက်ဟောဘယ်လောက်ပဲစုချစုချအဲ့ဒါလေးကိုတော့တုံပါတယ်အခုလည်းဒီမှာဆရာတော်စီလာတယ်အာဒီလိုမျိုးလုပ်ပြီးတယ်အားလုံးအဆင်ပြေတယ်ပြီးဆရာတော်က 啊啊！要叫那先生不不比啊，你懂的。哎呦，我骨头里也喜欢那话的。